ဒီနေ့ကတော့ question 23.3ကိုပြောပါမယ် The following is a summary of the receipt and payment of the Linton Sports and Social Club for the year end 30 June 2022ဒါဆိုတော့အောက်မှာသူကသူ့လုပ်ငန်းရဲ့ငွေရထားတဲ့စာရင်ငွေပေးထားတဲ့စာရင်တွေကိုစာရင်နှစ်တစ်နှစ်စာပေးထားပါတယ်လို့ပြောပါတယ်။အဲဆိုရင်အဲ့မှာ receipt ဆိုတဲ့စီမှာကိုယ့်ရဲ့ဆောင်မှာတော့ restaurant date fee နဲ့ annual subscription နှစ်ကြောင်းပဲရှိနေပါလိမ့်မယ်။ donation ဆိုတာဟိုပါထပ်ပြီးတော့ amount ထပ်ထည့်ရေးပေးရေးပေးမယ်နော်။တံပိုးက၄တိန်လို့ထပ်ထည့်ရေးပေးမယ်နော်။အဆိုရင် receipt ကအကုန်လုံးသုံးခုဖြစ်သွားမယ်။ restaurant date fee ပေးမှာ revenue လို့ရေးမယ်နော်။အပြင် payment ပေါ့။ payment ဆိုတော့ waiter or restaurant stamp ရှိတဲ့ restaurant purchase or trade payable TP လို့ရေးထားမယ်။ sport equipment ကနန်းကားရန်အဆက်လို့ရေးထားမယ် club photography ကနေစပြီးတော့အောက်ဘက်က sport club manager salary အထိက expand နေဖြစ်တယ် income expand တွေခြောက်မထဲရမယ် expansion တွေဖြစ်တယ်နော်အဲ့ဆိုတော့ဒီပု္ပ္ပာမှာကြတော့အရှိကတွက်ခဲတဲ့အပုတ်တင်နဲ့မတူပါဘူးဒီပု္ပ္ပာမှာက receipt and payment account ကိုမဆွဲထားပေးပါဘူးငွေရထားတဲ့စာရင်ငွေပေးထားတဲ့စာရင်လို့သားနေပြောထားပါတယ် resident payment account ကိုမဆွဲထားပေးပါဘူး။ရမလား။နောက်ပြီးတော့ကိုယ့်ရဲ့ပုံစံရဲ့ဟိုထိပ်ဖက်လေးမှာအခုစောက်ပြေးလိုက်မယ်နော်။ဒီပုံစံမှာ donation စရင်းပါနေတာဖြစ်တဲ့အတွက်ကြောင့် donation ဒီ subscription for the year ထက်ကိုတန်ဖိုးများနိုင်မယ်ဆိုရင် SOAP ရဲ့ opening accumulated fund အောက်မှာဒါရိုက်သပောင်းပေးရမှာဖြစ်ပြီးတော့တကယ်လို့ donation တန်ဖိုးက subscription for the year အောက်ကိုတန်ဖိုးနည်းနေမှာဆိုရင်တော့ income expenditure account ရဲ့ income ခေါင်းစဉ်အောက်မှာပဲထည့်ပြရမယ်လို့ပြောချင်တာပါဆိုဒီပုံစံမှာ donation ပါပါတယ်ဒီတိတကယ်လို့အမတို့ subscription account ဆွဲလိုက်လို့ subscription for the year တန်ဖိုးက3သိန်းဖြစ်နေမှာဆို donation အများနေတယ်အဲ့လိုများနေတယ်ဆိုရင်ဒီ donation ရဲ့တန်ဖိုးကို SOP ထဲမှာတွက်ထည့်ရမှာဖြစ်တယ်တကယ်လို့ မတို့တွက်လိုက်တဲ့ subscription for the year ရဲ့အဖြေက၄သိန်းကျော်နေတယ်၄သိန်းထက်ကိုများနေတယ်ဆိုရင်တော့ဒီ donation တံမိုဒီ၄သိန်းကို income expenditure account ရဲ့ income ကောင်းစဉ်ထဲမှာပဲထည့်ပြီးတော့တွက်မှာဖြစ်တယ်အဲ့လိုပြောချင်တာဖြစ်ပါတယ်ဟုတ်ဆိုဟုတ်ပြီပုံစံအောင်ကြည့်လိုက်မယ်ဒီပုံစံမှာလဲ opening closing column တွေပဲပေးထားတာဖြစ်ပါတယ် နှစ်စတာက1 July 2017မှာနှစ်စပြီးတော့နှစ်ကုန်တာက30 July 2017မှာနှစ်ကုန်ပါတယ်သူတို့တွေပေးထားရင်အမတို့သူပေးထားတဲ့စည်ရင်းတွေကို current asset current liability တွေခွဲလိုက်မယ်เนาะစပြီးတော့ inventory or restaurant supply ဆိုတော့ current asset ဖြစ်တယ် buy and accrue ဆိုတော့ current liability rent and rate paid in advance ဆိုတော့ prepayment တူတယ် current asset ဖြစ်တယ် now rent and rate in area area ဆိုတော့ accrue နဲ့တူပါတယ် current liability ဖြစ်တယ် cash in hand current asset ဖြစ်တယ်။အဲ့ဒီမှာ cash in hand ရဲ့တန်ဖိုးက debit တန်ဖိုးနဲ့ credit တန်ဖိုးတူနေပါတယ်။နော်အကောင့်ဆွဲစရာမလိုပါဘူး။ cash at bank နဲ့ cash at bank ဆိုတာ resident payment account ပြောချင်တာပဲဖြစ်ပါတယ်။ resident payment account ရဲ့ balance BD တန်ဖိုးကိုဒီမှာပေးထားပါတယ်။နော် CD တော့ဒီမှာပေးထားဘူး CD ကိုရှာပေးရမှာဖြစ်ပါတယ်။အဘိဝါရင် sport equipment ဆိုတော့နှုတ်လိုက်ရဲ non current asset ဖြစ်တဲ့ trade payable current liability ဖြစ်တဲ့ subscription in area ဆိုတော့သူ့ရဲ့အတိတ်ဘက်ကရရန်ရှိသောအသင်းဝင်ကြီးလို့ခေါ်တယ်ရရန်ရှိတာဖြစ်လို့လုပ်ငန်းရဲ့ current asset ဆိုရင်ဖြစ်ပါတယ် subscription pay in advance ရဲ့မြန်မာလိုအဓိပ္ပာယ်ကတော့ကြိုရထားတဲ့အသင်းဝင်ကြီးလို့ခေါ်ပါတယ်။ကြိုရတာဖြစ်တဲ့အတွက်ကြောင့်ပြန်ပေးရမယ့်တာဝန်ရှိတယ်။ဒါကြောင့် current liability ဖြစ်ပါတယ်။အပြီးရတော့ accumulated fund accumulated fund က opening တံမိုးပေးထားပါတယ်။ closing တံမိုးပေးထားပါအောင်။ ော်ဒါဆိုတော့မတော်ဟော်ကီမှာ opening accumulated fund ဆိုတော့တွက်ဆရာမလို့တော့ပါဘူးပုံစံမှာပေးထားပြီးသားဖြစ်နေလို့ပါ closing accumulated fund ကတော့ SOP တွက်လိုက်တာနဲ့ထွက်လာမယ်အဖြစ်ဖြစ်ပါတယ်သူ့အတွက်ကိုတကူတကံအဲ working နေပါတွက်ပြီးဆရာမလို့ပါဘူးဒီ closing အတွက်ကိုနော်ဆိုတော့နံပါတ်2ကတော့ run error is to be approaching 50% to the restaurant ဆိုတော့ run error တန်ဖိုးရ90%အပိုင်းလုံးကိုတော့ restaurant ထဲမှာအစရင်ခွဲထည့်ပေးရမယ်လို့ပြောပါတယ် ါဆိုရင်အမားတို့ကပုံစံရဲ့အပေါ်ဘက်မှာ brand and rate ရဲ့တန်ဖိုးတွေ့ပါလိမ့်မယ်။သူ့ရဲ့ဒီနာမှာအခုလိုမျိုးမြားလေးနဲ့50ရာခိုင်နှုန်းကတော့ all restaurant ကျန်တဲ့50ရာခိုင်နှုန်းကတော့ IE ဆိုပြီးတော့ရေးထားလိုက်ပါเนาะပေးမှကြောက်လို့ပေါ့เนาะဒါဆိုရင်တော့ require ရောက်သွားပါပြီ require မှာနံပါတ် A က restaurant account နံပါတ် B က income expenditure account နဲ့နံပါတ် C က SOP တွေကိုတွက်ခိုင်းထားပါတယ် ယ်အခုအမတို့ရ23.3ကိုပုံစံတွက်ပါတော့မယ်ပုံစံမတွက်ခင်မှာအမတို့ notes ကိုအရင်စဉ်းစားပါမယ် notes number 1ကတော့ opening accumulated fund ကိုရှာပါလို့ပြောထားတယ်ဒါပေမဲ့အခုပုံစံမှာက opening accumulated fund ရဲ့တန်ဖိုးပေးထားပြီးသားဖြစ်လို့ရှာစရာမလိုတော့ပါဘူး notes number 2က resident payment account ဆွဲပြီးတော့ cd ရှာရမယ်ဒီပုံစံမှာကတော့ bank account ဆွဲရပေးတာမရှိတဲ့အတွက်ကြောင့် resident payment account ကိုဆွဲပြီးတော့ cd ရှာတဲ့အလုပ်ကိုလုပ်ပေးရမှာဖြစ်ပါတယ်။ walking မှာတွက်ပေးရမယ်။နောက်ပြီးတော့ saturation account ကိုလည်းဒီပုံစံမှာတွက်ပေးရမှာဖြစ်တယ်။နံပါတ်၄က trade payable account နဲ့တွက်ပေးရမှာဖြစ်တယ်။ဒီပုံစံမှာ cash purchase မပါတာဖြစ်လို့ total purchase လည်းရှာပေးစရာမလိုပါဘူးเนาะ။အမှတ်6ကတော့ opening မှာ accrue တွေ prepaid စီအများရှိနေရင် walking တွက်လို့ပြောထားပါတယ်ဒါလည်း walking တွက်ပေးရမှာဖြစ်ပါတယ် နံပါတ်9ကတော့ depreciation method မပေးထားဘူးဆိုရင် working မှာ non current asset cost account ဆိုရင်ပြီးတော့ depreciation တက်မှုရှာပေးရမှာဖြစ်တယ်ဒီပုံစံမှာ depreciation တွက်ဖို့ method မပေးထားပါဘူးဒါကြောင့်မို့လို့ working မှာ non current asset cost account ဆိုပြီးတော့ depreciation တက်မှုကိုအမှားလို့ရှာကြပါမယ် note number 8ကတော့ non current asset ရောင်းတဲ့စည်းမျာရှိရောဒီမှာ disposal account ဆွဲလို့ရေးထားပါတယ် ီပုံစံမှာနန်းကောင်းတဲ့အဆက်ရောင်းတဲ့စီမရှိလို့ဒီ notes number 8ကိုလည်းဘာမှလုပ်ပေးကြမလို့တော့ပါအောင်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့စဉ်းစားကြည့်နိုင်ရင် working ကဘယ်ကနေစတော့ရအောင်လဲဆို receipt and payment ကောင်းကနေစပြီးတွဲရမယ်ဆိုတော့သဘောဖြစ်သွားမှာအကြောင်းမလို့တွက်တဲ့အခါ working receipt payment ကောင်းကနေစပြီးတော့တွက်ကြပါမယ်။ဒါဆိုတော့ okay တွက်မယ်ဆိုတော့အမတို့ opening closing column မှာ ရစီယံပေးမန်အကောင့်လို့တော့ပေးထားဦး cash app လို့ပေးထားပါတယ်သူရဲ့ opening တန်ဖိုးရှိပါတယ်3000ရနဲ့90သူက current asset လို့ရေးထားတယ် current asset ဖြစ်တဲ့အတွက်ကြောင့်တောက်မှာ balance bd ထည့်တဲ့အခါကျရင် debit ချက်ကနေထည့်ပါမယ်ပြပြီးွားရင်တော့အမတို့တွေပုံစံကိုကြည်လိုက်မယ် CD တံမိုးပေးထားဖို့ CD ကိုရှာပေးရမှာဖြစ်ပါတယ် VD ထည့်ပြီးသွားရဲ့မတော်ကပုံစံရဲ့အပေါ်ဘက်မှာရှိတဲ့ receipt ဆိုတဲ့စာရင်းတွေကိုထည့်ပါမယ် receipt ၃ခုလုံးထည့်ပါမယ် receipt ဆိုတာပတ်စံရတဲ့ပတ်စံရတာဖြစ်လို့ receipt and payment account ရဲ့ debit channel ကနေစာရင်းပေးရမယ်ဒါဆိုရင် LSPD ကောက်မှာ receipt ကိုရေးလိုက်မယ်ပေးပြီးသွားရင်သူ့ဒေနာမှာ live walking ရဲ့ပဲအမတို့တွေအဲ့တောင်တွေကိုပေါင်းပေးလိုက်ပါမယ်။ ဟုတ်ပြီနော်။ဒါပြီးွားရင် payment ပေါ့နော်။ payment ဆိုရင်လည်း credit ချမ်းမှာထည့်ရမယ်။ဒီတဒန်းလုံးအကုန်လုံး credit ချမ်းမှာ line working နဲ့တွက်မှာဖြစ်တယ်နော်။ဒါဆိုရင် credit ချမ်းမှာ payment လို့ရေးမယ်။ဒီပြီးတော့ရင်တော့အမတို့ရဲ့8 day တောင်းနဲ့ share ပို့စေကနေစပြီးတော့ ိုးအောက်ဆုံး1560အထိကို biology အနေနဲ့တွက်ပြမှာဖြစ်ပါတယ်အပြီးွားတော့မှာမတော့ကအကောင့်ပိတ်လိုက်ပြီး balance sheet တန်ဖို့ဖတ်လာမှာဖြစ်ပါတယ်ဆိုတော့ကြည့်နိုင်မယ် ါဆိုရင်တော့ balance city ကဒီနှစ်နဲ့ကုသမရမှာဖြစ်ပါတယ်။ဘာဖြစ်ပါရင်တော့ working number 2အနေနဲ့ subscription count ကိုမှာတို့ဆွဲကြပါမယ်။ဒါဆိုရင်ပုံစံကိုကြည့်လိုက်မယ်။ opening closing column မှာ subscription စရင်းကနှစ်ကြောင်းရှိပါတယ်။ subscription in area နဲ့ subscription paid in advance တို့ဖြစ်ပါတယ် subscription area က4850ရာ current asset ဖြစ်တဲ့ opening ဖြစ်တဲ့အတွက်ကြောင့်မို့လို့အကောင့်မှာ LNPD တပိချာမှာထည့်ရမယ်။အောက်ဘက်က3005ကတော့ current liability ဖြစ်တဲ့အတွက်ကြောင့် balance PD credit ချမ်းမှာထည့်ရမှာဖြစ်တယ်။ဒါဆိုရင်အဲ့တော့ကိုအမှတ်ရင်းထည့်ရမယ်။စပီတီ area ပါနော် တွေထည့်ပြီးွားရင်တော့အမတို့တွေက CD တွေကိုထည့်မှာဖြစ်တယ်เนาะဒါဆိုတော့ balance CD က subscription in area current asset ရဲ့ CD က9010ဖြစ်တယ် current asset ဆိုတော့ CD ထည့်တဲ့အခါကျရင်အမတို့က credit chart မှာထည့်ပြရမှာဖြစ်တယ် balance city area ဒီနေ့ ပြန်ပြီးွားရင်တော့ balance cd advance ကို double chama ထည့်လိုက်မယ်အဲ့ဆိုရင် BD တွေ CD တွေထည့်ပြီးွားရင်အမားတို့ဘန်ကိုကြည့်ရမယ် ဥစ္စာရဲ့ Russian payment account ကိုကြည်လိုက်မယ်အပေါ်မှာ annual subscription ဆိုပြီးတော့တသိန်းတထောင်နဲ့9000လေးရရှိတယ်အဲ့ဒါကိုအမတို့ထည့်ပေးရမယ်သူက Russian payment account မှာ debit ဖြစ်တဲ့အတွက်ကြောင့်အခုဒီ subscription account မှာ credit ချမ်းကနေသူ့ကိုထည့်ပေးရမှာဖြစ်တယ် particular ရေးတဲ့အခါကျရင် Russian payment လို့ရေးမှာပါနော် ့ဆင်းရဲပြင်းမဲ့လို့ရေအဲဆိုရင်အကောင့်ပိတ်လိုက်ရင်ခွာခြားချက်က income expenditure ဆိုပြီးတော့ရလာပါလိမ့်မယ်ဒါပြီးရင်တော့နောက်ကောင်တစ်ခုဖြစ်တဲ့ trade payable account ကိုဆွဲပါမယ်။